DPP ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။ပူတင်နဲ့ဆွေးနွေးတိုင်းကောင်းမွန်တဲ့ဆွေးနွေးမှုဖြစ်ပေမဲ့ဘာမှဆက်မဖြစ်ဘူးလို့ထရမ့်ကပြောပါတယ်။ပူတင်နဲ့တွေ့ဆုံမှုရနာကြောင်းကြေညာလိုက်ပြီးနောက်အမေရိကန်ကရုရှားရဲ့အကြီးဆုံးရင်းနှီးကုမ္ပဏီတစ်ခုကိုပိတ်ဆို့အရေးယူမှုတွေပြုလုပ်ခဲ့ပါတယ်။ကာဆာမာရှိတဲ့သူတွေရဲ့လိုအပ်ချက်တွေကိုဖြစ်စီပေးဖို့အစ္စရေးမှာတာဝန်ရှိကြောင်းအပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကပြောပါတယ်။ တရားသူကြီးဆက်အူပါအဖွဲ့ကအစ္စရေးဟာကုလသမဂ္ဂ UNRWA ကဲဆယ်ရေးဆရာလုပ်ငန်းတွေကိုကူညီရမယ်လို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ EU နဲ့အီဂျစ်တို့ဟာချင်းငွေ၄ဘီလီယံဒံချင်းငွေစာချုပ်ကိုလက်မှတ်ရထိုးခဲ့ပါတယ်။ဒါဟာဒုတိယအကြိမ်ချင်းငွေဖြစ်ပြီးအီဂျစ်အတွက်သက်သာတဲ့အချက်လက်တွေပါတဲ့ချင်းငွေဖြစ်ပါတယ်။ဒီချင်းငွေအစီအစဉ်ဟာအီဂျစ်ရဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေကိုပံ့ပိုးကူညီဖို့ရည်ရွယ်ပါတယ်။ DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။